ဖြောပြေပွဲစဉ်မြင့်ထက်ကနေပရိသတ်တွေကိုပြောခဲ့တဲ့ဇာတ်ကားတွေကြောင့်အဆိုတော်ဂျေဖိုင်ယာဝေဖန်ခံနေရပါတယ်သူရဲ့လူမှုကွန်ရက်မှာဖော်ပြထားချက်အရအေယာဝတီတိုင်းနဲ့ကဖြောပြေပွဲတစ်ခုရဲ့စင်မြင့်ထက်မှာပရိသတ်ကိုပြောခဲ့တဲ့ဇာတ်ကားတွေကြောင့်ဝေဖန်ခံနေရတာဖြစ်ပြီးသူတရှင်းတွေကိုရှိတဲ့ပရိသတ်တွေကပါလူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနေကြပါတယ်။နဝေမှာတရက်ကပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာတော့အဆိုတော်ဂျေဖိုင်ယာက ဒီခေတ်ဒီကလိုဒီလိုကပ်ပြက်ကာလဒီလောက်ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်အနေနဲ့ကိုမိပါကိုမိတ်ဆွေတွေကိုဘလို့ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာညံနဲ့စဉ်းစားတတ်ပါလေမိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှာမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုကိုကိုမထိခိုက်အောင်စောင့်ရှောက်ပါလို့ပြောခဲ့တာဖြစ်ပါတယ် နိုင်ငံကျော်အဆိုတော်တယောက်အနေနဲ့ဖျော်ဖြေပွဲစဉ်မြန်ထက်မှာအခုလိုပြောဆိုတာဟာပြည်သူတွေနေ့စဉ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြုံတွေ့နေရတဲ့ဒုက္ခတွေကိုလှစ်လို့ရှုပြီးပြည်သူကိုစိန်ခေါ်နေတာလို့စစ်တပ်ကိုထောက်ကူပြုနေတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်နေတဲ့ FNCC ဘာမကနိုင်ငံရေးကိုမဆိုင်တလို့နေဖို့တကူရေးစာလွတ်မြောက်ဖို့ကိုမိသားစုအစဉ်ပြေဖို့ဆိုပြီးပြောတာကြီးကလူစိတ်ရှိတဲ့လူတယောက်ကပြောရမယ့်စကားမဟုတ်ပါဘူး။ နောက်တစ်ချက်ကဒီလိုကာလမှာဝိုင်းကော့လောက်တာကလည်းငါတို့ကငါတို့ကိုအားပေးတဲ့သူတွေရှိနေသေးတဲ့အတွက်မင်းတို့ပြည်သူတွေဝိုင်းကော့လောက်လဲငါတို့ကဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ပြည်သူတွေကိုရရင်တည်တည်စိန်ခေါ်တယ်လို့ပဲမြင်နေပြည်သူတွေအားပေးလို့ပြည်သူတွေရှိနေလို့ရက်တီလို့ရတဲ့သူတွေကပြည်သူကိုပြန်စော်ကားတာဟာလုံးဝခွင့်လွတ်ပေးနိုင်စရာလုံးရမဟုတ်ဘူးလို့ပြောပါတယ် ဂျေဖာယာပရိသတ်တယောက်ကလည်းသူ့ကိုအရာအားပေးခဲ့တာကိုအားပေးတဲ့အမှုပညာရှင်တယောက်အနေနဲ့ဒီလိုစကားမျိုးတွေပြောထွက်တာအံ့ဩတယ်စစ်ကောင်စီကနေတိုင်းပုံကျဲပြီးပြည်သူတွေကိုတပ်ဖြတ်နေတာကိုမတိကျွတ်ပြူတဲ့အတ္တသမားလို့မြင်ပါတယ်ဒီလိုမျိုးလူတွေကိုဘွိုင်းကောလုတ်တင်ပါတယ်လို့သူကပြောပါတယ်အဆိုတော့ဂျေဖာယာကိုလူမှုရေးပြည်တံခတ်ဖို့ FSCC ဘာမာကထမှန်တိုက်တွန်းပါတယ် ပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေအရှိအအနေတွေကိုပြည်တွင်းမှာရှိနေတဲ့အဆိုတော်တယောက်အနေနဲ့သူ့ရဲ့စာဝတ်နေရေးအတွက်ထုတ်ဖော်မပြောရတဲ့အရှိအအနေကိုလူထုကနားလည်ပေးထားသေးတာပဲဗျာဒီလိုအရှိအအနေမှာဒီစကားကိုဒီလိုပြောတာကတော့ပြည်သူလူထုရဲ့အင်အားကိုတွေးလို့ဆန်းနဲ့ဖက်စစ်တပ်နဲ့ဘာမှသိပ်မရှားနာတဲ့လုပ်ရပါပဲဒါကြောင့်ပြင်းပြင်းထန်ထန် social punishment လုပ်ကိုလုပ်ရမယ်လုပ်ရပါ အဆိုတော့ Jfire က2016မှာထွက်ရှိခဲ့တဲ့မန္တလေးတပင်ရွှေတီတေးအဗန်နဲ့ပြည်သက်အခိုင်အမာရရှိလာခဲ့ပြီးထူရှားတဲ့ Radio Han နဲ့တေးသရှင်းနေကြအောင်မြင်လာခဲ့တဲ့အဆိုတော်တယောက်လည်းဖြစ်ပါတယ်။ဒိုင်းမောင်မဘလိုလဲအချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲ ေတာလဲဆိုတော့ကျွန်တော် J-Fire စဉ်းစားနားလည်တတ်ပါတယ်။ပြီးတော့ဒီခေတ်ဒီကာလိုဒီလိုပြက်ကက်ကာလဒီနောက်ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းလေးတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ်။ Okay မိမိကိုမထူးခိုက်အောင်နေပါ ာပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုယ့်ကိုယ်ကိုမထိခိုက်အောင်ဆောင်ရှောက်ပါ okay တကယ်ထပ်ပြီးအားရမန်နေနဲ့ကြုံစားပြီးတော့ကြုံအောင်ပါနော်ဆက်လက်ဆောင်ကြည့်ဖို့အစီအစဉ်ပေးမလားအခုထပ် ်ချင်းတွေကောင်လားဘွားမှာစာလုံးရေးစာပဲရှိနေတယ်နောက်ထပ်အမိုင်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါလေးတယ်ချစ်တော်ပရိသတ်ရောက်ချင်းစီရောက်ချင်းစီတိုင်းကိုမနဲ့ဖျားရှိခိုးပြီးတိုင်းမေတ္တာပို့သားနေပါလေ